ုံရွက်လို့ပြောလိုက်တာနဲ့လူတိုင်းအားလုံးသိလိမ့်မယ်လို့ထင်ပါတယ်နော်ဟင်းပုံရွက်ကအလေးကျပေါက်လေးရှိပြီးတော့ပေါက်ပါလေးလှီပြီးလို့ရှိရင်ဟင်းကျူလေးပဲချက်ချက်အကျော်လေးပဲချက်ကျော်ပေါ့နော်အရင်ကမှအရာတာရှိပါတယ်ဒါပေမဲ့ဘလို့ဆေးဖက်ဝင်လဲဆိုတာကိုဝီကအမျှဝေပေးမှဖြစ်ပါတယ်အားလုံးမင်္ဂလာပါနော်ဝီကျော် sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် ရင်ဥဆုံးကင်းပုံရွက်ဆိုတာကဘလို့ပုံစံမျိုးလဲပေါ့နော်မတိတဲ့တူတွေအတွက်ကင်းပုံရွက်ဆိုတာကຫນွယ်ပင်တစ်မျိုးလိုပဲအစဲရောင်နူးနူးလေးဖြစ်နိုင်တယ်လို့အရွက်တွေရိလာတဲ့အခါကြလို့ရှိရင်အယောင်ကလည်းရိလာတတ်ပါတယ်နော်အရွက်မှာဆိုလို့ရှိရင်ခက်ဖက်ဖားလေးနဲ့ရိုးတန်လေးတွေကတော့ခက်ချစ်ချစ်လေးပါကင်းပုံရွက်ကနေရာတိုင်းလိုလိုနေရောင်နဲ့နေရောင်ကောင်းရယုံနဲ့ရှင်တိုင်းနဲ့ခြံစည်းရိုးတွေမှာအလေးကျပေါက်ပြီးတော့သွယ်တတ်တဲ့အပင်တစ်မျိုးလို့လည်းပြောလို့ရပါတယ်နော် ဒါဆိုလို့ရှိရင်ကင်းပုံရွက်မှာဆိုလို့ရှိရင်ကျမရေးအတွက်ဘလောက်ဖြစ်စေဖက်ဝင်လဲဆိုတာကိုပြောပြပေးပါပါနော်တကယ်လို့စီးချုပ်ရှိနေတဲ့တူတွေဆိုလို့ရှိရင်မနက်စောစောမှာကင်းပုံရွက်ကိုပြုတ်ပေါက်တာမျိုးတွေရေနွေးဖြောပြီးတော့စားပေးတာမျိုးတွေလုပ်ပြီးလို့ရပါတယ်နော်ဒီလိုစားပေးတာကပုံမှန်စားပေးမယ်ဆိုလို့ရှိရင်သွေးရင်းတကြားဓာတ်ကိုထိန်းပြီးနိုင်ပြီးတော့စီးချုပ်နဲ့သွေးချုပ်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်နော် အရည်တင်မဟုတ်ဘူးနော်ခင်မုံရွက်ကတတူရည်ကိုကျွဲနှုတ်နဲ့ရောတောက်ပေးတာကအသားဝါတာကိုလည်းတတတာစေနိုင်တဲ့ပြေနေ့တိုင်းတောက်ပေးမယ်ဆိုလို့ရှိရင်ရက်တစ်ဖက်မှာဆိုလို့ရှိရင်သူတိတတာတတတာကိုတွေ့ရပါပါတချို့လူတွေဆိုလို့ရှိရင်ခြေဖွာလက်ဖွာပူဆက်ပူလောင်ဖြစ်နေတဲ့သူကိုလည်းဒီခင်မုံရွက်ကိုကြိုက်ပြီးတော့ခြေဖွာလက်ဖွာတွေမှာ15မိနစ်ကြာအောင်ထားပေးပါဒီလူနဲ့ဆိုလို့ရှိရင် ကိုကအပူတွေကိုညော့စီပြီးတော့ပူဆက်ပူလောင်ဖြစ်နေတာကိုလည်းတတ်တာစင်မှာပါနော်တကယ်လို့ကင်းပုံရွက်ကိုအုံထားမယ်ဆိုလို့ရှိရင်ခပ်ပပွားလေးနှိမ့်နေပေးဖို့လည်းလိုပါတယ်အာရွေတင်မဟုတ်ဘူးနော်ယာတီလာနေစေနာကျင်နာကိုလည်းတတ်တာစင်နိုင်တာပြင်မိမကိုနာကျင်နာကိုလည်းတတ်တာစင်နိုင်ပါတယ်နော်ကင်းပုံရွက်မှာကတတူးရည်နဲ့မုံကြီးနှက်စီမှုတ်ကို3ကရံကနေ5ကရံထိပေါ့နော်တတူးဖြူတတူးရည်သစွန်းစာနဲ့ရောပြီးတော့အလုံးလေးတွေလုံးပါပြီးလို့ရှိရင်အချောက်ခံပြီးတော့တနေ့ကိုနှလုံးက နှစ်3လုံးလောက်စားပေးတဲ့ဆိုလို့ရှိရင်ယာတီလာနေတဲ့အချိန်မှာနာကျင်ကြိုက်ခဲတာကိုတတစီမှာပါเนาะဒါရိတ်တင်မဟုတ်ဘူးเนาะကင်းပုံရက်ကိုတိန်ချင်ရေဒါမှမဟုတ်ကျွဲနို့နဲ့ရောဆက်ပြီးတော့ပေါ့เนาะတနေ့ကိုတစ်ခွက်စားပေးကြကမိမကူနာကျင်နာကိုလည်းတတစီနိုင်ပါတယ်เนาะဒါရိတ်တင်မဟုတ်ဘူးเนาะကင်းပုံရက်ကဆေးဖက်ဝင်နာကြီးမဟုတ်ပဲနဲ့ဒီအလှပရေးရာတွေအတွက်လည်းအတုံးပြူနိုင်ပါတယ်เนาะဥရေပြားတွေဝက်ချံတွေကိုလည်းတတစီနိုင်ပါတယ်เนาะကင်းပုံရက်အရေကိုရေနေနေနဲ့ရော စပြီးတော့ဥယျာဉ်ပြားမှာလိမ့်ပေးတာတို့ဥယျာဉ်ပြားမှာဖြစ်တဲ့ဝက်ချက်တွေကိုတတ်တာစီပြီးတော့ထောက်ကူပေးနိုင်ပါတယ်เนาะဥယျာဉ်ပြားကကျက်မစီပြီးတော့ပေါက်ထတာကိုလည်းတတ်တာစီနိုင်တယ်အရွက်ကိုကြဲ့ချပြီးတော့ဥယျာဉ်ပြားပေါ်ကဝက်ချက်ပေါ်မှာအုံပေးတာမျိုးတွေလုတ်ပေးလို့လည်းရပါတယ်เนาะဒါဆိုလို့ရှိရင်ဝက်ချက်တွေကိုလည်းတတ်တာစီနိုင်ပါတယ် ။သတိထားရမယ့်အချက်တစ်ခုကကင်းပုံရွက်ကစိတ်ဖက်ဝင်နေဆိုပေမဲ့ဟင်းစာအနေနဲ့ဒါစားသေးပါရဲ့နော်။အလွန်ကြုံစားတာမျိုးကိုရှောင်ပါ။တကယ်လို့ကျန်းမာရေးတွေကိုကင်းပုံရွက်ကိုကြည့်ပဲအားကိုးတာမျိုးမဖြစ်စေဖို့နီးစပ်ရဆေးရုံတွေမှာလည်းပြသဖို့လိုပါရဲ့နော်။ဒါဆိုလို့ရှိရင်ကင်းပုံရွက်မှာဆိုလို့ရှိရင်ဘလောက်ထိကျန်းမာရေးကျိုးကျေးဇူးတွေရှိနိုင်လဲဆိုတာအားလုံးသိပြီးလိုက်မယ်လို့ထင်ပါရဲ့နော်။ဒါဆိုလို့ရှိရင်ဝီရိုရဲ့ဝီဒီယိုတွေကိုနောက်ထပ်ဆက်လက်ပြီးကြည့်စုနိုင်အောင်ဝီရိုရဲ့ channel ကိုနိုတီနဲ့ subscribe ြီးနှိပ်သွားပြီးပုံမိပါနဲ့နော်